ထိုင်းလူမှုကွန်ရက်မှာဘယ် platform တွေကခေစားနေလဲသူတို့တွေရဲ့စကားအသုံးအနှုန်းတွေဟာဘယ်လိုလဲဆိုတာကိုသိထားရင်ထိုင်းရင်ကျေးမှုကိုပုံမနာလည်နိုင်ပါပါထိုင်းရဲ့ခရီးစီးကြောင်းအကြောင်းတွေကိုလေ့လာကြည့်ရအောင်မျိုးတွေဟာ online မှာအချိန်အများဆုံးပေးတတ်ကြပါတယ်။သူတို့အများဆုံးသုံးတဲ့ platform တွေကတော့ Facebook ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလိုပဲထိုင်းမှာ Facebook ကိုသတင်းနဲ့လူမှုရေးကိစ္စတွေဈေးရောင်းဈေးဝယ်ကိစ္စတွေအတွက်အဓိကသုံးကြပါတယ်။ Like ပေးတာထက် Share လုပ်တာဟာသူတို့အတွက်ပိုပြီးအရေးကြီးပါတယ်။နောက်တစ်ခုကတော့ Line Mail ဖြစ်ပါတယ်။ထိုင်းလူမျိုးတွေအတွက် Line က Messenger ထက် ပိုမိုပြီးအသုံးပြုမှုများပါတယ်။သူတို့ရဲ့တူးချင်းစကားပြောဆိုမှုလုပ်ငန်းခွင် အုပ်စုဖွဲ့ဆက်သွယ်မှုတွေနဲ့ငွေပေးချေမှုတွေအတွက်အဓိက အသုံးပြုကြပါတယ်။ နောက်ထပ်တစ်ခုကတော့ X နဲ့ TikTok ပါနိုင်ငံရေးလူမှုရေးကိစ္စတွေနဲ့ TikTok BL series လိုမျိုးအမှုပညာရှင် fan base တွေက X မှာအင်အားကြီးပါတယ်ဖြော်ပြရင်းနဲ့ video story အတွက်ကတော့ TikTok ကထိုင်းလူငယ်တွေကြားမှာအရှိန်အဟုန်ကောင်းနေပါတယ် ထိုင်းလူမှုကွန်ရက်ပေါ်မှာမကြာခဏကြားရတဲ့ဒါမှမဟုတ်ညင်ရတဲ့စကလုံးတချို့ကိုတီထားရင်ဘာရီခစ်စားနေလဲဆိုတာနားလည်ပါလိမ့်မယ်။အယမ်းကောင်းတဲ့အယမ်းမိုက်တဲ့အပြစ်ပြောစရာမရှိအောင်လှတယ်လို့ချီးမွမ်းတဲ့ခစ်စားနေတဲ့စကလုံးမှာအလအပဆိုင်ရာနဲ့ fashion ဘက်မှာအသုံးများပါတယ်။ဒီစကလုံးကတော့ကျင်းကျင်းကျင်းနောက်တစ်ခုကတော့အကောင်းဆုံးအလွန်အောင်မြင်မှုရတဲ့ ောက်သွားပြီလို့အတိတ်ပဲရပါတယ်။အောင်မြင်တဲ့ဖြစ်ရပ်တွေဒါမှမဟုတ်လူတွေကိုဖော်ပြတဲ့အခါအသုံးပါတယ်။ဒီစကားလုံးကတော့ sud pang sud pang sud pang နောက်တစ်လုံးကတော့ခမ်းနားတဲ့အဆင့်အတန်းမြင့်တဲ့ကြည့်ကောင်းတယ်လို့ဆိုလိုတာပါ။တန်ဖိုးရှိတဲ့အရာတွေဒါမှမဟုတ်ကြီးကျယ်ခမ်းနားတဲ့ပွဲလန်းသဘင်တွေကိုဖော်ပြတဲ့အခါမှာအသုံးပြုပါတယ်။ဒီစကားလုံးကတော့ grand grand Glen ဒီစကားလုံးတွေဟာရိုးရာထိုင်းစကားလုံးတွေမဟုတ်ပဲလူငယ်တွေကြားမှာအချိန်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်ပေါ်စကားလုံးတွေဖြစ်ပါတယ်ထိုင်းပြည်သက်တွေကြားမှာအခုခေတ်စားနေတဲ့လူမှုရေးကိစ္စရပ်တွေကိုမြန်မာပြည်သက်တွေတည်ထားတက်ပါတယ်ထိုင်းနိုင်ငံဟာ LGBT series တွေဖြစ်တဲ့ BL series တွေ GL series တွေလို့လူသိများတဲ့ယောက်ျားလေးချင်းမိန်းကလေးချင်းချစ်ချင်းမြတ်တာအကြောင်းရိုက်ကူးထားတဲ့ဇလန်တွဲတွေရဲ့အချက်အချာဖြစ်ပြီးကဘာကျော် fan base တွေက Thai social media ကို လွှမ်းမိုးထားတာဖြစ်ပါတယ်။ Thai အစိုးရနဲ့စီးပွားရေးသမားတွေဟာ အစားအသောက် fashion ရုပ်ရှင်နဲ့ဂီတတွေကိုအသုံးပြုပြီးကဘာကိုလွှမ်းမိုးဖို့ကြိုးစားနေတာကိုလူမှုကွန်ရက်ပေါ်မှာအမြဲတွေ့နေရမှာပါ။ Thai လူမျိုးတွေဟာ နိုင်ငံရေးနဲ့လူမှုရေးပြဿနာတွေကိုပွန့်ပွန့်လင်းလင်းပြောဆိုဆွေးနွေးလေးရှိပြီးတချို့သတင်းတွေဟာဆိုရှယ်မီဒီယာပေါ်မှာအင်မတန်အရေးပါပါတယ်။ထိုင်းလူမှုကွန်ရက်နဲ့ခရီးစည်းကြောင်းတွေကိုလေ့လာခြင်းအပြင်သူတို့ရဲ့အတွေ့အခေါ်နဲ့လူမှုပုံစံကိုပုံမူနားလည်နိုင်ပါတယ်။နောက်ဆုံးပေါ်သတင်းတွေနဲ့အမှုပညာရှင်တွေကိုလေ့လာဖို့အတွက်အခုပဲထိုင်းရဲ့ X ဒါမှမဟုတ် TikTok ကို ဖွင့်ကြည့်လိုက်ပါ။အားလုံးပဲပျော်ရွှင်စွာလေ့လာနိုင်ကြပါစေ။